မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ AA ကတင်ပိုက်ထားသောမင်းပြမျိုးနဲ့ခမာရ380တရင်ကိုစစ်ကောင်စီကလေရင်ဖြင့်ပုံကျဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရခိုင်ပြည်တွင် AA ကတင်ပိုက်ထားသောမင်းပြမျိုးနဲ့ခမာရ380တရင်ကိုစစ်ကောင်စီကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြင့်ထိခိုက်ပျက်စီးမှုများရှိကြောင်းဒေသတရင်ကြီးမြစ်ကပြောဆိုပါတယ်ဇွန်16ရက်နေ့ ည12နာရီဝန်းကျင်မှာမင်းပြအနီရခင်စစ်ကောင်စီအထိုင်ချနေထိုင်ခဲ့တဲ့380တရင်အနီတဝိုက်ကိုစစ်ကောင်စီကလေးချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းမင်းပြမြုပ်ကန်တဲ့ဦးကပြောပါရယ် မင်းပြမြို့ကန်ဒီတာကန်တအူကမင်းပြ380တိုင်ရင်အနီးတစ်ဝိုက်ကိုမနေ့ကဂျက်ဖိုက်တာနဲ့ပုံကျဲခဲ့တယ်။အထီးခိုက်ပျက်စီးတော့ရှိတယ်လို့သိရတယ်။ထိဆုံးမှုကိုတော့မသိရသေးဘူး။တရင်အတီးချရဖို့ခက်ခဲနေတယ်ဟုပြောပါရယ်။ထို့ပြင်စစ်ကောင်စီကတိုက်လျင်ဖြင့်ပေါက်တော်မြို့နယ်ကကြေးရွာတချို့ကိုလည်းပုံကျဲတိုက်ခိုက်ခဲ့ကြောင်းယင်းအခြေအနေနဲ့ပတ်သက်၍ထိခိုက်မှုအခြေအနေကိုမသိရသေးပေ။ ဆက်လက်ပြီးကြောက်ဖြူရေးတဌာနချုပ်တို့တိုက်ပွဲနှိကက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ဓညဝတီရေးတဌာနချုပ်သွားရလမ်းဖြစ်သည့်တစ်ပုတ်တောင်လမ်းခွဲတွင်တိုက်ပွဲများပြင်းထန်နေကြောင်းစစ်ရေးသတင်းရင်းမြစ်များကပြောသည်။တိုက်ပွဲမှာရေတပ်ဌာနချုပ်တို့ထမိုင်းနီးပါအထိနှီးကပ်လာပြီးဖြစ်ပြီးယနေ့ဇွန်လ20ရက်မနက်ပိုင်းအထိတိုက်ပွဲပြင်းထန်နေစေဖြစ်ကြောင်းသိရသည်။ သစ်ပုတ်တောင်ကိုကြော်နေပြီလို့သိရတယ်။ဒဏ်ရဝရီရေတက်စကန်ဌာနချုပ်နဲ့သစ်ပုတ်တောင်ကြားထဲမှာအထီး အရကတတော်ဘက်ကခြေကုပ်ယူထားတယ်လို့ကျွန်တော်တို့ဘက်ကကနအူးစုံစမ်းသိရှိရပါတယ်ဟုစီဒီအမ်ဘူကြီးစင်ရောကပြောပါတယ်။ကြောက်ဖြူတွင်မိုးသီးထန်စွာရွာသွန်းနေသည့်ကြားမှာအေအေကတိုက်စစ်ပေါ်ဆောင်နေခြင်းဖြစ်ပြီးဇွန်လ16ရက်ကလည်းပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အေအေကထိုးစစ်စနစ်သည်ကြောက်ဖြူရဲတပ်ရင်း32စက္ကန့်သိမ်းတိုက်ပွဲသည်လည်းရမန်ဒီကညနေပိုင်းကစပြီးတိုက်ပွဲသံများဆဲသွားကြောင်းဒေသတွင်းသတင်းရင်းမြစ်ကဆိုပါတယ်။ ရဲတရင်32၏ကာကင်းစခန်းရှိသည့်ပြိုင်းကဲစိတ်ကြီးရွာတွင်စစ်ကောင်စီတပ်နှင့်အေအေတို့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည့်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားအင်အားတရာခန့်ရှိသည့်အနက်90ဦးထက်မနည်းတိစုံသွားကြောင်းသတင်းဌာနကဖော်ပြထားသည် ရဲတပ်ရင်32ကရတော့မယ်ထင်နေရာကန်ကြီးပြီလို့ကြားတယ်မနီမနက်အထိထော်တော်ပြင်းထန်နေညနေကစပြီးအဲ့ဒီဘက်ဖြစ်တန်တွေလုံးဝမကြတော့ဘူးတိတ်သွားတာအခုထိပဲခဏရက်တာလားဒါမှမဟုတ်ရသွားလို့ရက်တာလားဆိုတာစုံစမ်းနေစေပါရဲတပ်ဌာနချုပ်ပတ်သွားတဲ့နေရာတော့အခုဖြစ်နေတော့မယ်ဟု၎င်းကပြောပါတယ်စီရီယံပူကြီးစီယောကလည်းရတာက32ကိုသိမ့်ပိုက်လူနီနီဖြစ်နေတယ်ရဲတပ်ရင်ကအဖွဲ့တွေကလက်နဲ့ချမလားနောက်ကိုစုံမလားဆိုတာကတော့မပြောတတ်သေးဘူးနည်းနည်းအဆက်အသွယ်ပြတ်တောက်ခြင်းနဲ့ပုံစံ မျိုးတွေတော့ကြားသိရတယ်။သူတို့စုပ်ရင်လဲခလာရ34တို့မဟုတ်အကျဉ်းထောင်ဘက်ကိုသွားပြီးတော့စုပ်မယ်လို့မှန်းဆရပါတယ်ဟုပြောပါတယ်။အဆိုပါစကန်သိန်းတိုက်ပွဲသူစစ်ကောင်စီကစစ်ကူမပေါ်နိုင်ရန်အေအေဘက်ကပိတ်ဆို့ဖြတ်တောက်ထားနိုင်ပြီးစစ်ကောင်စီတပ်သားအများပြားတိဆုံကြောင်း၎င်းကတက်ဆက်တဲ့ဆိုပါတယ်။တိုက်ပွဲအခြေအနေနဲ့ပတ်သက်၍အာရကတက်တော်အေအေပြောရေးဆိုခွင့်ရဦးခိုင်သူကကိုဆက်သွယ်မြင့်မြန်ထားတော်လဲပြန်လည်ဖြေကြားခြင်းမရှိသေးပေ ။ကြောက်ဖြူမြို့နယ်တွင်စစ်ကောင်စီဤတညဝတီရေတပ်ဌာနချုပ်ကြောက်တလုံးဖရအနီရှိခမရ940နှင့်ခုံချွင်ရွာအနီရှိခမရ943ခလာရ34မြို့အနီရှိအမှတ်32ရဲတပ်ရင်းနှင့်တောင်မော်ကြီးရေတပ်ဌာနခွဲတို့တည်ရှိသည်။ အာရကတက်တော်အေးအေးအနေဖြင့်ရခိုင်ပြည်နယ်တွင်အကြီးဆုံးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခအပါအဝင်မြို့ဆက်လေးမြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးဖိလေကန်ယူရန်ဒေသများဖြစ်သည့်စစ်တွေကြောက်ဖြူမန်အောင်စသည့်နောက်ဆုံးလက်ကျန်မြို့သိမ်းမြို့ကိုသိမ်းပိုက်ရန်ကြိုးစားနေသည်ဆက်လက်ပြီးတန်ရန်တွင်ဝါတက်ဖွဲ့ကားများကိုစစ်ကောင်စီမတားစီရင်ဒေသခံကားများကိုသာဖမ်းဆီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရံမြို့နယ်တွင်စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှမိုင်းစင်မဲကားနှင့်ဆိုင်ကယ်များဖမ်းဆီးရ၌ water ပွဲ UWSAE မိုင်းစင်မဲကားများကိုမဖမ်းရဲပေဒေသခံရဲသားကားများကိုသာရွေးဖမ်းနေကြောင်းမြို့ကများကပြောပါရယ် ။ဝါတက်ဖွဲ့လေလိုင်းစင်းမဲ့ကားတွေကြီးကိုပဲစီးတာ။စကစကဖမ်းတော့အရက်သားကားတွေကိုပဲဖမ်းတာ။ဝါရီရဲ့ကားဆိုတားတော်မတားရဲဘူးဟုမြို့ကန်တူကပြောပါရယ်။စစ်ကောင်စီနဲ့ဝါတက်ဖွဲ့ပူးတွေထိန်းချုပ်ထားပြီး SSPB လည်းလှုပ်ရှားသည့်တန်ရန်မျိုးတွေလိုင်းစင်းမဲ့ကားနဲ့ဆိုင်ကင်းများကိုစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာပူးပေါင်းအဖွဲ့များကဇွန်လ18ရက်မှစ၍ဖမ်းဆီးနေခြင်းဖြစ်ပါရယ်။ဖမ်းမိတဲ့သူတွေရင်အသိမ်းခံရတဲ့သူတွေအေးအေးယူခံရတဲ့သူတွေဆိုတာကကြုံးမွဲပြည်သူတွေကြီးပဲ တကယ်လောက်ခံရတဲ့သူကဖြူသမျှနှူရတဲ့ပြည်သူတွေပဲ။လိုင်စင်မဲ့ကင်းချင်းစေချင်တာအမှန်ဆိုရင်ဘာကောင်းကြီးဖြစ်ဖြစ်ဖမ်းပါ။အခုဟာကကွက်ကြားမှုဆိုတော့မတရားတဲ့လောက်ရကြီးဟုမျိုးကန်တအူကပြောပါရယ်။လက်ရှိတွင်တန်ရံမျိုးကိုစစ်ကောင်စီတက်ရောဝါတက်ဖွဲ့ကပါထိန်းချုပ်ထားသည်။မူလကစစ်ကောင်စီသာ အုပ်ချုပ်နေရမှာပြီးခဲ့သည့်ဇွန်လက MNDAA က2029စစ်စီရေကာလအတွင်းလာရှုံမြို့ကိုတိုက်ခိုက်သိမ်းပိုင်နေစဉ်ဒေသချင်းဆက်ဆက်နေသောတန်ရန်မြို့ကိုဝါကဝင်ရောက်တပ်ဆွဲခဲ့သည်ထို၌ပိုင်းတိုင်းစစ်ကောင်စီတပ်ရောဝါတပ်ဖွဲ့ပါထိန်းချုပ်ထားသည်ဟုဒေသခံများကပြောသည်ဒေသခံအယက်သားတွေကတော့ခံဘက်ကချီပိန်နိုင်စင်မဲ့စီးတာချမ်းသာလို့မဟုတ်ဘူးဒါနဲ့လောက်ကင်စားတောင်းနေရတာ အခုဖမ်းတော့သူ့ဖတ်သွေးဝါကိုမဖမ်းရဘူးအရက်သားပဲလိုက်ဖမ်းတော့လမ်းကျိုးလမ်းကြတဲ့ကနေကိုးကြောင်ခိုးဝက်လဲဖမ်းတယ်ဟုဒီသကံတအူကပြောပါတယ်။လိုင်စင်မဲ့ရင်များကိုအေးအေးယူရန်စစ်ကောင်စီခေါင်းဆောင်ကပြီးခဲ့တဲ့မေလတွင် ပြောခဲ့ပြီးနောက်တနိုင်ငံလုံးအတိုင်းအတာအပြင်လိုင်စင်မဲ့ကားများစိုက်ကဲများကိုစစ်ကောင်စီကဖမ်းဆီးနေခြင်းဖြစ်ပါတယ်။လိုင်စင်မဲ့ရင်များဖန်းစီနေသည့်ကရက်ကြောင့်ခြေရွာများမှတိသက်ကံများသည့်မြို့ပေါ်သို့မတက်ရဲကြတော့ပင်စားတောက်ကုန် အယောင်းဝေကဏ္ဍကိုပါထိခိုက်မှုရှိနေကြောင်းတန်ရန်မြို့ကံကုန်းတဲ့တဲဦးကပြောပါရင်တန်ရန်တွင်စစ်ကောင်စီအရာရှိများနဲ့ဝါတတိများတရုတ်တတိများပါဝင်ပတ်သက်နေသည့်ကြားဖြတ်လုပ်ငန်းများလည်းရှိနေကြောင်းဒေသခံများကပြောပါရင်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတန်ရန်မြို့အနီးမိုင်းရဲမြို့တွင်ယာယီအခြေစိုက်ထားသည့်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခတိုင်မှုဘိုးချုပ်မြင့်ကျော်ထွန်းနှင့်အရာရှိအချို့သည်ကြားဖြတ်ငွေလိမ်လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေကြောင်းတရုတ်အစိုးရ၏သတင်းပေးမှုဖြင့်ဖမ်းဆီးခံခဲ့ရသည် ဆက်လက်ပြီးမင်းလားမြို့နယ်တောင်ပြည့်ရွာကိုစစ်တပ်ကမီးတင်ရှို့နေပြီးပြည်သူများထွက်ပြေးနေရစစ်ကောင်စီကမင်းလားမြို့နယ်အတွင်းသို့အင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဘကူတိုက်အနောက်ပိုင်းတာယာဝတီခရိုင်မင်းလားမြို့နယ်ထောက်ကျဲအုပ်စုတောင်ပြည့်ရွာကိုအကြမ်းဖက်စစ်တပ်ကမီးတင်ရှို့နေပြီးပြည်သူများထွက်ပြေးနေရကြောင်းဒေသတွင်ရင်းမြစ်ကသတင်းဌာနသို့ပြောကြားပါတယ်။ယနေ့ဇွန်လ20ရက်နေ့မိုးလင်းတနအိကအချိန်အကြံဖက်စစ်တပ်ကတောင်ပြည့်ရွာကို နီးတင်ရှုံနေခြင်းဖြစ်ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးကြောင်းသိရပါတယ်။မီးရှို့ပြီးစင်အိုင်ချောင်းပေါက်ဖက်ပြန်ဆုတ်သွားပြီးစစ်သားတွေမီးရှို့ပြီးတော့မိုးရွာလာလို့မီးလောင်တက်တာသွားတယ်။အခုလိုင်းတွေဖြတ်ထားတော့ဘလောက်ပျက်စီးသွားလဲမသိရသေးဘူးဟုဒေသတရင်ကြီးမြက်ကတရင်ဌာနသို့ပြောပါတယ်။အကြံဖတ်စစ်တမ်းတွင်တော်လန်ရေးတပ်ဖွဲ့များယနေ့နဲ့အစောပိုင်းတွင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးထိခိုက်ဒေဆုံးမှုအခြေအနေကိုမသိရသေးကြောင်းဒေသတရင်ရင့်မြစ်ချမ်းမှသိရပါရယ်။ဇွန်လ16ရက်နေ့ညနေ4နာရီခန့်အချိန် မင်းလာမျိုးနဲ့အုတ်တင်းရွာအနီးရှိအကျန်းဖက်စစ်တပ်ဤစစ်ကွင်းတာဆောင်စစ်စည်ရေးကိတ်ကိုတော်လရေးတပ်ဖွဲ့များကစတင်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲအတွင် တာယာရီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တင်ဒုတိယဗိုလ်မှူးကြီးစော်မျိုးဝင် DSTA အပတ်စဉ်ခွင့်နဲ့အုပ်ဖို့မျိုးနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးဖြိုမင်းဦး DSTA အပတ်စဉ်ဆက်တက်တို့တည်ဆောင်းသွားခဲ့ကြောင်းမေလာမျိုးနဲ့အတွင်ထိတွေ့တိုက်ပွဲများတွင်တာယာရီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးစော်မျိုးဝင်အုပ်ဖို့မျိုးနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးဖြိုမင်းဦးခရိုင်ရဲမှူးကြီးစိုးခိုင်နဲ့ ို့မရဲစခန်းမှုတအူအပါဝင်စစ်ကောင်စီတပ်သား20ဦးထံမှနေတည်ဆုံခဲ့သည်။လက်ရှိပဲခူးတိုင်းမင်းလာမြို့နယ်ရှိရန်ကုန်ပြည်လမ်းပိုင်းတွင်ဖီတာကာစာမှာတန်ချက်ကကားများပါအတုံးပြု၍အင်းအားအလုံးရင်ဖြင့်ထိုးစစ်ဆင်လာကြောင်းစစ်ရေးတရင်ရင်မြစ်ကတရင်ဌာနသို့ပြောကြားပါရယ်။